ဲ့တော့မနက်မင်္ဂလာရှိတဲ့မနက်မှာမင်္ဂလာသတင်းတွေပြောကြအောင်မင်္ဂလာသတင်းတွေရှိတယ်လို့ပေါ့ဘယ်ဟာတွေဘလို့လေးတိတ်လိုက်ပြီဘသူတွေတိတ်လိုက်ပြီလဲမင်္ဂလာရှိတဲ့သတင်းကတော့ဒါမကွေးတိုင်းကပ္ပစစိတ်ဖြူမှာရှိတဲ့ကပ္ပစ22ကနေပြီးတော့စက်တက်လေးဒီနှစ်စီးပေါ့အဲစီးတက်တဲ့ဟာကိုကျွန်တော်တို့တော်လန်ရေးရဲဘော်တွေက wifi နဲ့ပြစ်တယ်ပြစ်တဲ့ဟာကိုဒါလေဒီစက်တက်မောင်းနဲ့ပိုင်တော့ပေါ့အဲငမိုက်သားအဲပေါအောင်မှန်တယ်လို့ကြားတယ် wifi နဲ့ပြစ်လို့ပေါအောင်မှန်တယ်ဆိုကြတဲ့အမှာတော့ အဲ wifi ကဆက်ရဲ့သွားဒါပြန်ကောင်းတယ်ကြည့်ဟုတ်အဲတောင်းတောင်းဒီလောက်လောက်အပင်လောက်ဆိုရင်တော့မပြတ်ထွက်သွားတော့အဲ့တော့ဒီကောင်းဒဲမမှန်မဲနဲ့ရှက်ပြီးမှန်ရင်တော့မှဒါဖွာထွက်သွားမှာဒါတွေပါပဲဗောနော်အဲ့လိုမျိုးဖွာထွက်သွားမှာပြီးတော့ကျုံးရှေ့မှာပြောခဲ့သလိုဒီကောင်းနေ့ဟိုဟိုဘယ်လိုပြောမလဲဟိုငမိုက်သားလို့ပြောမှာနော်ဟုတ်လားခုန Y12 Y8 ကဘယ်လောက် လေးမိုင်တော့ဘလောက်သွားတာသူကဟို18ကတော့သူကဟိုဘော10မိနစ်ကိုလေးမိုင်တော့လေးမိုင်တော့ဟိုကတမိုင်ခွဲဒီဒီပါရာမိုတာပါရာမိုတာတော့10မိနစ်ကိုသူကတမိုင်ခွဲတော့မရှိဘူးမရှိဘူးတနာရီမှမိုင်ခုနလို52နှစ်တို့52မိုင်တို့56မိုင်တို့အလောက်ပဲသွားအဲ့လောက်အနေနေလေးသွားတဲ့ဟာဘောနော်အောက်ကဝိုင်တွဲလို့ဝိုင်အိတ်လို့ဟာမျိုးတော်မှမိတယ်ဆိုလန့်ဆော်နေတာကျွန်တော်ဘွဲတွေကမင်းတို့ပါမိုတာဘာဟုတ်သေးလို့လဲဘောနော်အဲ့တော့တကယ်အကွာဝေးဒါဝေးဝေးပြစ်နိုင်တဲ့ လက်နက်မျိုးတွေပေါ့နော်ဒါ point 5လို့လက်နက်မျိုးတွေဒါဒီလိုဟာမျိုးတွေနဲ့ဆိုလို့ကတော့မင်းလာမြောက်ကောင်ကုန်ပြစ်မှာပဲဆိုတော့တော်လိုက်တက်ဖွဲ့ရချိန်ဝါထားတာလေဟုတ်တယ်ဟုတ်အဲ့ကြဒီကောင်လေးကိုဒါရွေးရှားပြစ်မှတ်လက်တဲဆန်းတဲ့ပုံစံမျိုးကလေ့ကျင့်တာပေါ့ခုနကနှစ်စီးမှာတယောက်ကအဲ့ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်ပေါ့နော်ဟုတ်တယ်ဟုတ်ပြီးတော့ရှေ့ပိုင်းမှာလည်းအဲ့လိုရှိရလေဟုတ်ဒါလာကျဲတဲ့ချိန်မှာเนาะဟုတ်တယ်ဟိုအာခတ်တက်တော်အေးဘက်မှာအဲအဲ့လိုမျိုးဒါပြစ်ချလိုက်တာပြစ်ချတာရှိတယ်အဲရှိတယ်အဲကြအဲတနေရာမှာနှစ်စီးနှစ်စီးပဲဒီကောင် ါဆန်းတက်နေတယ်ဒီကနော်နှစီနှစီနဲ့သူကနိုင်ကျင်နေတာအခုတော့အဲ့နှစီနှစီကိုလိုလိုက်ပြီးရှာပါပြစ်နေတဲ့ပုံစံဖြစ်နေဟုတ်တယ်ဟုတ်တယ်ဒါဒီနှစီနှစီကလည်းသူကဒီဟိုဘာပေါ့ February လောက်ကလေးမှာ February 2ရက် February 15ရက်ပေါ့နော်အဲ့လိုမျိုးဒါဘုံကျက်တိုက်ခိုက်တာဒါဟိုစကိုင်းတိုင်းတို့မန္တလေးတိုင်းတို့နထိုးကြီးတို့မန္တလေးတိုင်းဆိုရင်နထိုးကြီးတို့ပါလို့ဆိုဒါဘုံကျက်တိုက်ခိုက်လို့ အဲရသားပြည်သူတယောက်နှစ်ယောက် တေတာမျိုးတွေပေါ့နော်အဲဒီမှာမှာခုနဖေဖော်ဝါရီ၁၈ရက်နေ့ရဆိုတာစကိုင်းတိုင်းဟာကန်နီမျိုးနယ်မှာ ရှိတယ်မှာဆိုဟိုဟာပေါ့နောက်မြောက်တိုင်းစတနာကျောက်ကနေမျိုးပေါ့နှစ်စီးနဲ့တက်ကျေတာပြည်သူပြည်သူ9ယောက်တေသွားတယ်ဒါအများဆုံးလူတေတဲ့အများဆုံး9ယောက်ဟောမရိုင်းနေနော်နောက်တစ်ခုကမကွေးတိုင်းစေတုတ်တရာမျိုးနယ်မှာရှိတယ်ဒါဒါဆိုရင် ဖေဖော်ဝါရီလ23ရက်နေ့ရအဲဒါဆိုရင်ကျွန်တော်တို့ဒီဒေတာခံတောင်သူလေသမား မိသားစု6ယောက်တည်သွားတယ်။6ယောက်မှာမှခုနလို3နှစ်အရွယ်ကလေးပါတယ်။နောက်ပြီးတော့7နှစ်အရွယ်ကလေးတွေပါတယ်။မျိုးသမီး9ယောက်ပါတယ်ပေါ့နော်။ဒါ6ယောက်တည်တဲ့အပြင်ကျွန်တော်တို့ဒီနွား24ခေါင်းတော့ဒါအများဆုံးဒါဟိုဖေဖော်ဝါရီလ23ရက်နေ့မှာမကွေးတိုင်းမှာအများဆုံးတည်ကြည်ပျက်စီးမှုပေါ့လေ။အများဆုံးဒါပါရာမိုတာနဲ့ဘုံကျဲတိုက်ခိုက်လို့ဆိုပြီးတော့တည်တဲ့ဟာတွေအများကြီးအခုကဘိုးကြီးကကြည့်လိုက်လို့ရှင်ဒီ ဘယ်လိုပြောရမလဲမကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအဲ့ဒီအပြင်အခုနေပြည်တော်တို့ဒါပဲခူးတိုင်းပြည်ထိတော်တော်များများဒါစက်တလေကြီးနေလဲလိုက်ပြီးတော့ပြည်သူတွေကိုပုံကျဲနေတာပေါ့တော်တော်ဒုက္ခလိုက်ပေးနေတာပေါ့ဒါအခုလို့ကျွန်တော်တို့ဒေါ်လာရေးရဲဘော်တွေကလည်းပြစ်နိုင်နေဆိုတော့ပို့ပြီးတော့ဝမ်းသာရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဘာပြန်တတိထားရမလဲဆိုတော့ဒီပါရာမိုတာရဲ့ဒီလှုပ်ရှားမှုပေါ့နော်ဥပမာဘဲရတက်တယ်လေ ဘယ်ဟာဆင်းလဲဥပမာကျွန်တော်တို့လေးရင်ဆိုရင်ဟိုအဲယာဘုံဖြစ်မဲ့နေရာနဲ့ခုနလန်ဒီဆင်းတတ်မဲ့နေရာအဲ့ဒါကိုကျွန်တော်တို့တော်လိုင်းရဲဘော်တွေကမျက်စိမပြတ်စောင့်ကြည့်ပြီးတော့အတက်အဆင်းဆိုရင်တော့အလဲပဲအနှိမ့်ဆုံးပဲဟိုဆိုလိုချင်တာမကွေးလေတက်ကနေစတက်သွားတယ်ဆိုလေစိမ့်နာပဲလဲပဲနှိမ့်ပါပဲဟုတ်တော့လေဘော်ရောက်သွားပြီဆိုရင်ခုနလိုပေး2000 3000ကနေပြမြင့်အမြင့်ကြီးဆိုရင်ကျွန်တော်တို့ခုနလို5 5တို့ပါတော့ဟို မမီကောင်းမမီကောင်းမမီဖြစ်လဲဖြစ်မယ်ပေါ့เนาะခုနလိုအရေးကြီးတာသူတို့ရဲ့အတက်အစင်းနေရကျွန်တော်တို့ကမှတ်တမ်းယူပြီးတော့လေးလာစောင့်ကြည့်ပြီးတော့အဲ့လိုနေရနီးစက်တဲ့နေရလေးမှာစောင့်ကြည့်ပြီးတော့ဖြစ်ခက်တိုက်ခိုက်တာမျိုးတွေပို့ပြီးတော့လုံနေတော့ပို့ပြီးထိရောက်မယ်လို့ကျွန်တော်အနေနဲ့မြင်တာပေါ့ဟုတ်ပေါ့ဒါကကျွန်တော်တို့အတွက်နောက်ထပ်ဖြည့်ရှင်းရမယ့်ပြဿနာတစ်ခုပေါ့ဒီเนาะဟုတ်ကဲ့ဟုတ်အခုကတော်လိုင်းတက်ဖွဲ့ရည်လေးမေးကြဟုတ်အဲဒီကောင်းနေဒီလိုတုံးလာတယ်ပြောကြတော့ဘာကိုခံမြင်ကြတယ်လဲဆိုတော့ ဟိုဒီတပ်ဖွဲ့တွေကိုလုတ်တဲ့ပုံစံမျိုးထက်ပေါ့နော်ယသပြည်သူတွေကိုလက်မဲ့လက်နက်မဲ့ပေါ့နော်ပြည်မဲ့ပြည်သူတွေကိုအနိုင်ကျင့်တဲ့ဟာမျိုးတွေကပိုတွေ့နေရတော့ဒီတော်လိုင်းတပ်ဖွဲ့တွေကမကျင်တတ်ကြဟုတ်ဟုတ်ကျင်တတ်ကြအဲ့တော့ဒီကောင်းတွေကိုပြစ်နိုင်မဲ့လက်နက်မျိုးတွေကျွန်တော်လိုချင်တယ်ဟုတ်ဒီကောင်းတွေကိုပြစ်နိုင်မဲ့လက်နက်တွေဘာတွေရှိလဲဒါကျွန်တော်လည်းအတက်နိုင်ဆုံးတော့အကြံပေးတာပေါ့နော်ဟုတ်တယ်ဒါပေမဲ့အဖွဲ့တွေကမပြည့်စုံကြဘူးလေဟုတ်ဟုတ်အဲ့တော့ဒီမပြည့်စုံတဲ့အဖွဲ့ကိုတော့မင်းတို့နိုင်ကျင်ကောင်းနိုင်ကျင်နိုင်လေးပဲပေါ့နော်ဒါပေမဲ့လည်း ဒါတက်ဖွဲ့ကိုနိုင်ကျင်တာမဟုတ်ပြည်သူကိုသွားနိုင်ကျင်နေတာဟုတ်တယ်အပြည့်စုံတဲ့စီရောက်လို့ကတော့ခုနကလိုပေါင်နေပဲဖြတ်မှန်မယ်မလို့ဗျာနော်ပေါင်နေလာမယ်ခေါင်းနေဘိုက်နေဗျာဟုတ်တယ်အဲ့လိုမျိုးကြီးပဲကြည့်ပဲလာမှာဒါဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကလည်းချိန်ွားထားပြီးသားအဲ့တော့ဒီဥစ္စာကိုတက်ပြီးတော့မောင်းရဲတဲ့တတိမင်းတို့တော့လေးတော့လေးစားတယ်ဘမိုက်သားတွေနော်အဲဘလိုပဲဖြစ်ဖြစ်ဒါကလည်းဖြည့်ရှင်းရမယ့်ပြဿနာတစ်ခုဖြစ်တယ်အခုလည်းစပြီးတော့လုတ်ပြနေပြီဟုတ်တယ်အဲပြစ်ချပြဘလိုဟာမျိုးနဲ့ပြစ်တာဟိတ်ဆိုတော့ပုံစံမျိုးတွေလိုက်ပြီးတော့ဒါအချင်းချင်းဖလှယ်ကြမယ်ဟုတ်တယ် ဒီသတင်းတွေကနေပြီးတော့အာသင်္ကန်းလာယူပြီးတော့ဒါပြင်းကြမယ်ဟေ့စုဆောင်းကြမယ်ဟေ့ဒါပြင်းဒါဒီလိုလက်နဲ့တွေဝန်းနေအောင်ပံ့ပိုးကူညီကြမယ်ဟေ့ဆိုရင်ဒါလည်းကျွန်တော်ကြော်လာနိုင်တဲ့ဒါစီတခုဖြစ်လာမှာပဲဘာမှမဟုတ်ဘူးပေါ့နော်ဟုတ်တယ်ဟုတ်နောက်တစ်ခုကတော့ဒါရခိုင်ပြည်နယ်ကြောက်ဖြူပေါ့နော်ကြောက်ဖြူမြို့မှာရှိတဲ့ခုနတညာဝတီရေးတဲ့စကန်နီနာကာကင်းစကန်အုံးကူကိုကျွန်တော်တို့အရခတက်တော် AA ကနေတိမ့်ပိုက်တယ်နောက်တစ်ခုကရန်ကုန်ကြောက်ဖြူလမ်းမှာဘေးမှာရှိတဲ့ ဲဘာလဲရက်တရင်32ဟုတ်ကာကိဟိုပါဘောစကန်အချို့ကိုလဲဒါကျွန်တော်တို့အာရခတ်တက်တော်အေးကနေပြီးတော့တိုက်ခိုက်သိမ့်ပိုက်တယ်လို့တရင်ရတာဟုတ်အဲ့ဒါလေဒါတရင်ကောင်းပဲဟုတ်ပါနော်စကားဝိုင်းဆက်စားခြင်းမှာပြောသလိုပေါ့လေနော်မင်းသားမှာပင်တက်ဖွဲ့တွေကဘာတွေသိမ့်လဲပြန်ပြီလဲအဲအခုလည်းသိမ့်လဲပြန်ပြီပေါ့နော်အဲ့ဘက်ကတော်တော်ချင်းနေစိုးနေရပါနော် ပြီးတော့စစ်စိုးနေဆိုတာစစ်တပ်ဘက်ကပြောတာပါဟုတ်တယ်အဲဒါမင်းအောင်လိုက်စစ်တပ်ဘက်ကသူတို့ရေတက်ကနေပြီးတော့ပါပြစ်ကူပေးရတဲ့အနေအထားမျိုးတွေဖြစ်လာတယ်အဲပြီးတော့ကျတော့ထွက်ပြေးတဲ့ကောင်တွေများလာတယ်အဲနောက်တစ်ခုကအဲ့လိုပေါ့တခုကျောင်းတလိုင်းတက်ဖွဲ့တွေဘက်ကတာဝန်တခုပို့လာပါလဲဆိုတော့ဒီအာခတ်တတော်အေးကပိတ်မိနေတဲ့ပြည်သူတွေကိုထပ်ပြီးတော့ကယ်ထုတ်နေရဟုတ်ကယ်ထုတ်နေတကယ်တမ်းကနိုင်ငံကိုကာကွယ်နေတဲ့စစ်တပ်ကသာလေဒီလုံးကိုလှုပ်တယ်ဟုတ်တယ်ဟဲ့လားပြောပြော ကိုယ့်ရဲ့ဒေသခံပြည်သူလူထုတွေဒါအနေကင်းဖို့အတွက်ကိုပေါ့နော်ဒါအနေလုကင်းတဲ့နေရာမျိုးတွေကိုရွှေ့ပြောင်းတာတွေကဲထုတ်တာမျိုးတွေကဒီဒီလူထုရဲ့အကျိုးစီးပွားကိုလိုလားတဲ့စစ်တပ်ကသာလုပ်အဲ့တော့အဲ့အလုပ်ကိုလုပ်တဲ့ဟာအခက်တက်တော့အေးဖြစ်နေတယ်ဒီတော်လိုင်းတက်ဖွဲ့တွေဖြစ်နေတယ်အဲ့တော့တကယ်တကယ်ပြည်သူလူထုအတွက်လိုအပ်တဲ့စစ်တပ်ကဒီဒီလိုမျိုးစစ်တပ်အခုမရောက်လိုက်စစ်တပ်ကအဲ့ပြည်သူလူထုကိုသတိုင်းဖြစ်ထားပြီးရောစစ်တိုက်နေတာဟုတ်တယ်ဟာသူကဒီမြို့ထဲမှာဒီလူတွေရှိလေလေ ဒီတော်လိုင်းတက်ဖွဲ့တွေကတိုက်ရခက်လေလေဆိုတဲ့ဟာမျိုးသူကတိထားတယ်။တိထားတော့ဆိုဒီလူတွေကိုဘဲမှာထွက်ခွန်အောင်ပေးဦးပြည်သူတွေကိုထွက်ခွန်အောင်ပေးဦးဒါနှိမ့်ဆက်တာမျိုးတွေလုတ်တယ်ချင်းချောက်တာမျိုးတွေလုတ်တယ်ဝင်မောက်ထွက်ပေါက်တွေပိတ်ပစ်တယ်ပြီးရတဲ့ဒီလူတွေကိုအကာအကွယ်ယူပြီးတော့သူကလုတ်ချင်တယ်လို့လုတ်တယ်ပြီးရင်တော်လိုင်းတက်ဖွဲ့တွေကသူတို့စီကိုတစ်ခုခုသွားပြီးတော့တိုက်ခိုက်ပြီးဆိုတာနဲ့ ဲ့လိုပြည်သူတွေရှိတဲ့ဘက်ကိုပဲလှည့်ပြီးတော့ဒါလက်နက်ကြီးလက်နက်ငယ်နဲ့ပြစ်ခတ်နေရမျိုးတွေလုပ်လာ။လို့တော့ကြတော့ဘယ်စစ်တပ်ကမရှိသေးတဲ့စစ်တပ်လဲဆိုတာကိုကြောပြည်သူလူထုကလောကသိလာ။ဟုတ်တယ်။သိလာပြီ။ပြီးတော့လက်ခံလာပြီ။ပြီးတော့တကယ်ကိုဘယ်စစ်တပ်ကပဲပြည်သူပေါ်မှာစေနာထားတယ်ဆိုတာကိုလည်းနားလည်လာကြပြီပေါ့နော်။အဲဘာဖြစ်ဖြစ်တိုက်ဝဲတွေကတော့ဆက်ရှိနေအောင်ပါပဲ။ဆက်ရှိနေအောင်ပါဆိုတာအာနာရှင်ဒါစနစ်စိုးမပြောင်းမရှင်းရတော့ဆက်ရှိနေအောင်ပါပဲအခုနအဲ့လိုမျိုး အဲ့အဲ့တိုက်ပွဲဖြစ်ပွားရနေရတဲ့ဒေတာတွေမှာရှိတဲ့ပြည်သူတွေကလည်းဒီဒုက္ခကိုတော့ခံရအောင်ပါပဲ။အဲဒါပေမဲ့လည်းဒါသူ့ရဲ့အကျိုးစီးပွားကိုလိုလားပြီးတော့ဒါကယ်ဆယ်ပေးတာမျိုးတွေကယ်ထုတ်ပေးတာမျိုးတွေလုပ်ပေးတဲ့စစ်တပ်ကိုတော့ဒါပို့ပြီးတော့ယုံကြည်လက်ခံအောင်ဒါကျွန်တော်တို့နေတဲ့နေပါတော့ပြီးတော့ဒီတပ်ဖွဲ့တွေရဲ့စကားကိုနားထောင်တဲ့ဒီတပ်ဖွဲ့တွေကတခုခုတောင်းဆိုလာပြီဟဲ့ဆိုတာ အပြင်မထွက်ကြပါနဲ့လည်းဖြစ်ရင်ဖြစ်မယ်အဲတခါတခါကြရင်နေရာရွှေ့ပြောင်းမှုအတွက်ပြောတာလည်းဖြစ်ဖြစ်ချောင်းပေးပါဆိုလဲချောင်းပေးလိုက်ပေါ့နော်အဲ့လိုဟာမျိုးတွေဆိုရင်နားထောင်စီခြင်းဘာလို့အဲ့ဒါကလုံးဝဒါဒီလိုမျိုးစစ်တပ်ကဒီပြည်သူရဲ့အကျိုးကိုလိုလားပြီးတော့ပြောတဲ့စကားတွေဖြစ်တဲ့အတွက်နားထောင်တဲ့ဟုတ်စစ်တပ်ကလိုဟာမျိုးတော့နားမထောင်လဲမြောင်းလိုက်စစ်တပ်ကလိုဟာမျိုးနားထောင်လဲဟုတ်အဲ့တော့မထွက်နဲ့ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုဟာမျိုးဆိုနီးလန့်ရှာပြီးတော့သာ ဒါခုနလိုဝိုးဝေးရှောင်နိုင်မှုစူးစမ်းဟုတ်ဟာဒီကောင်နဲ့ဒုက္ခပေးမဲ့ကောင်တယ်ဒုက္ခပေးမှာအဲကိုယ့်ရဲ့အကျိုးစီးပွားအတွက်ကိုလိုလားပြီးတော့ကိုယ်ကယ်ဆယ်ပေးနေတဲ့ဒါတပ်ဖွဲ့တွေရဲ့စကားကိုတော့နားထောင်ဟုတ်တယ်ဟုတ်ဒါခုနကာကင်စကန်နေဟိုရန်ဟို တိမ့်ပိုက်နိုင်ပြီဆိုကြတဲ့အမှတကယ်ဟိုအားရင်ဖြစ်စီမဲ့တရင်မျိုးပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အိမ်တိုင်းအိမ်ကိုဝင်ဖို့အတွက်ကိုကဒါဟိုခြံစည်းဟိုးပေါ့နော်ခြံစည်းဟိုးရင်ခြံစည်းဟိုးရင်ခြံစည်းဟိုးပြတ်သွားပြီဆိုကြတဲ့အမှဒါအိမ်ထဲရောက်တော့မှာဟုတ်တယ်အခုဒီလိုပဲစစ်စကန်နေဆိုတာလဲကာကင်နေရာ ကာကင်စကန်နေကြသွားပြီဆိုတာနဲ့တေးကြတယ်သူတို့မင်းတို့အိမ်ထဲရောက်တော့မယ်လိုင်းကန်နေဝတ်တက်တော့မယ်ပေါ့နော်ခုနကလဘိုးကင်းလိုဟာမျိုးတွေမိဖို့ကြောင်ဝင်ပါလားအေကန်းဝင်ပါလားအိခန်းဝင်ပါလားအဲနော်ဟိုအဲ့ဒါကြောင့်အခုဒါကျွန်တော်တို့လိုင်းရေးပေါ်ကြီးလက်တန်ပြောင်းလာတာနဲ့အမျှပေါ့အခုဒါဘကိုးတိုင်းပြည်မျိုးမှာဆိုရင်ခန့်စစ်တွေပြင်နေတာခုနကလိုစစ်တက်ဂိတ်တို့ရဲဂိတ်တို့မှာခုနကလိုဟိုပါပေါ့ဘယ်လိုပြောမလဲ ခံစိတ်ကရုတ်တွေတူးတာနော်ခုနလိုဝက်ရှင်တို့ဘာတို့ထားတာလို့လုံးကြုံကြီးသူတို့တုံးမြင့်နေရတဲ့ပုံစံမျိုးပေါ်ကြီးဟာခုနလိုလှည့်ကင်းပတ်ကင်းနေနောက်ပြီးဟိုပြည်သူကိုဘယ်လိုပြောမလဲဟိုတကောင်စင်းစစ်တာမျိုးတွေလုံးကြုံကြီးရဆိုပြီးတော့အဲ့ဒီမှာခုနလိုလှည့်ကင်းပတ်ကင်းနေမကတော့အခုမဟုတ်ပါဘောစက်တက်လေဒီပါရာမိုတာတွေနဲ့ပါဒါပြည်မျိုးတို့ဘာလို့ဆိုရင်လဲလုံးကြုံကြီးတိုးမြင့်ထားရလို့တရင်ကြရတာဟုတ်လုံးညုံရင်သူတို့ပြောတဲ့လုံညုံရင်ဆိုတာသူတို့အတွက်လုံညုံရင်ဟုတ် ရမ်းကြံပြည်သူတို့မပါဘူးမပါဘူးဟုတ်ကြပြည်သူလူထုလုံခြုံဖို့မြို့နေဒေသခံတွေလုံခြုံဖို့ဆိုတော့အစီအမံမျိုးမဟုတ်ဘူးဟုတ်ဘူးသူတို့ရဲ့အစီအမံသူတို့အခုလုပ်တဲ့ဘန်ကာတွေပဲဖြစ်ဖြစ်ဝချုံနေပဲဖြစ်ဖြစ်ညောင်နေပဲဖြစ်ဖြစ်ပေါ့နော်ခြံစည်းိုးတွေပဲဖြစ်ဖြစ်ကပြည်သူတို့မပါဘူးသူတို့တက်စကန်တွေတွေ့ပဲဟုတ်တယ်ဟဲ့ဟုတ်တယ်နော်သူပြောရေစကန်ပါတယ်တက်စကန်ပါတယ်ကာကင်းစကန်ပါတယ်အဲ့ညာမျိုးတွေမှာဒါခုနလိုဘန်ကာတွေခေါင်ကရုတ်တွေပြန်ဝချုံနေဝချုံအခုထိသုံးသေးရပြောဝချုံကျွန်တော်အဲ့အများတွေတွေ့မှုခဲ့တဲ့လား တကယ်ဟို view ဟာကောင်းလို့ပါလို့ဆိုရင်သူခုနကဟို version ၄ပိုင်းနဲ့တရားလောက်တာဒီဝါဆိုတဲ့ပစ္စည်းဥစ္စာမီးရှို့လိုက်ရင်သူ့ဟာဟိုပြန်ကြသွားမှာပဲเนาะဒါပေမဲ့သူကသူကဒီလိုရှောက်ဟုတ်ဒါဒါသူကကြက်လန်ပေါ့เนาะကြက်လန်ထိုးတယ်ဆိုတော့ဟာအဲ့နီလန်ကတော့တော်တော်လေးအသုံးဝင်တဲ့နီလန်ပေါ့เนาะသူကဒီကြက်လန်ကိုစိတ်နေအောင်ထိုးထားနိုင်တယ်ဆိုရင်အဲ့ဥစ္စာအဲခုနလိုပေါ့เนาะဟိုကျွန်တော်လက်နဲ့ငယ်ကြည်တော့မှမဖောက်နိုင်အောင်လှုပ်ထားလို့ရတယ် ဟုတ်အဲဒီဒီသူ့ရဲ့ဒီခြံစည်းဥမှာပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးဆိုတော့သူကအဓိကတော့သူကဒါမျိုးပုံစံမျိုးကိုသူကကာကွယ်တာပေါ့နော်အကာအကွယ်အနေနဲ့လှုပ်တာလွယ်လွယ်ကူကူနဲ့ချိုးပြက်လို့မရအောင်ဒါပေမဲ့ကျွန်တော်ပြောချင်တာကျွန်တော်တပ်ဖွဲ့တွေကဟုတ်ကဲ့ဟိုကျွန်တော်ပြောချင်တာဟိုလေးလေးခွားနဲ့လာတိုက်တာမဟုတ်ဘူးလမ်းလျှောက်ပြီးလဲလာတာမဟုတ်ဘူးမင်းတို့ထောက်ကမ်းပေးထားတဲ့လက်နဲ့တွေကအပုံလိုက်ရှိတယ်ပေါ့နော်ဟုတ်ကဲ့ RPG နဲ့ကြီးပစ်ခွဲမှာကျွန်တော်ပြောဟုတ်လားအဲ့လိုမျိုးကြီးပဲ ဖောက်ပြီးတော့ဝင်တက်ရင်ဒါရမယ့်ဟာမျိုးတွေပေါ့နော်ဒါပေမဲ့ဒါထားပါဒါသူတို့ဘက်ကတော့သူတို့အစွမ်းကိုလုံနိုင်တဲ့ဟာနောက်တစ်ခုကသူကရဲစခန်းတို့ဘာတို့ဆိုတာသူကစစ်တပ်ကသူကရဲ ਉ ဆိုရင်အမြဲတမ်းမှသူကသူတို့ထက်တဆင့်နှိမ့်ဟုတ်တယ်နှိမ့်ထားတာလေနော်နှိမ့်ထားတာဆိုတော့ကြသူတို့ကိုပေးနိုင်တဲ့ကာကွယ်ဆိုတာအဲ့လိုပဲအဲ့တော့မင်းတို့မကျင်းတဲ့ကဘောက်လို့ဟုတ်တယ်အဲ့ပုံစံမျိုးမကျင်းတဲ့ပြေးအဲ့ဒါပဲလာမှာပေါ့နော်အဲ့တော့ကွာချားွားတာပါလဲဆိုတော့သူတို့ရဲ့လုံညုံရေးလို့ပြောတဲ့ဇာတ်ကပြည်သူတော့မပါဘူးသူတို့တော့ပဲ လုံလုံညွေးသူကပါတာဟုတ်တယ်အဲအဲ့လိုမျိုးလုံညွေးကိုအခုမျိုးပေါ်နေရာတွေတောင်မှလှုပ်လာရပြီဆိုတော့ဘလောက်ထိကျွန်တော်တက်ဖွဲ့လက်တံပြောင်းလာပြီလဲဆိုတာကိုလည်းသူတို့တိလို့သူတို့အော်တိုကြောက်နေတာအော်တိုကြောက်နေတာဘယ်တော့ဘယ်တော့မှလာတော့မလဲဆိုတော့နောက်ပြီးတော့ခုနကကျွန်တော်ဟိုဒီအာနာတိုင်းမှုဖြစ်စဉ်နောက်ပိုင်းမှာဆိုဒီဟိုပါဘောအဲကာကင်းစကန်ဖြစ်တဲ့ခုနကရုတ်ချင်းတို့ဘာလို့ဆိုရင်ဟိုကင်းမုံဝစ်တာပါဘောကြီးပြောရမယ်ဆိုတော့အဲ့ခုနမြေချင်းထဲမှာကင်းမုံဝစ်တာအလဲကျဝစ်တာ နှစ်နာရီလုံးနေကိုမနေနိုင်ဘူး။ဘာကြောင့်လဲမြေကြီးကလည်းပူအပေါ်ကပူအောက်ကပူနဲ့ဘရူးမှရေချေမနေနိုင်ဘူး။တိတယ်ပတိန်လေးတဲ့စကန်တော့ပါတော့ဆိုတာလေရင်ကွင်းပေးနေဒီမှာရှိတဲ့တန်ဟိုပါပေါ့ကင်မုံဝတ်တဲ့ကျင်းနေတဲ့ကနေပြီးတော့ဟိုပါပေါ့တယောက်နှစ်နာရီဆိုနှစ်နာရီအလှဲ့ကြဘရူးမရေရှိဟိုကမဖြစ်နိုင်တကယ်တမ်းအဲ့လာစင်းမဲ့အချိန်လောက်ပဲဝတ်တော့တာอืมခုနလိုတက်ခွဲမှုကဘယ်လိုလဲတာဝန်မှုကြီးကဘယ်လိုလဲလာလာစင်းမဲ့ဆိုတဲ့အချိန်မှာခုနကင်းပုံသွားဝတ်တာ ။ဟုတ်။ဂျန်နေရှင်တော့ရေရှည်မနေနိုင်တော့ခွေးသားတွေနေနိုင်တယ်။ဒီမှာကြောက်တော့နေနိုင်တယ်။ဒီမှာကြောက်လို့လေဗျ။အဲ့ဒါ तू ကဒီဒီပြစ်ချင်းနေဆိုတာကလည်းအတုံးဝင်တယ်ဗောနော်။ဟုတ်တယ်။အဓိကလက်နက်ကြီးလက်နက်ကြီးပေါ့။လက်နက်ကြီးဆက်သွယ်ရေးမြောင်းနေပြစ်ချင်းနေဆိုတာကဒါလက်နက်ကြီးနဲ့ပြစ်ခတ်တဲ့ခါကျရင်တို့တို့အကာအကွယ်တစ်ခုအနေနဲ့ရတယ်ဗောနော်။အဲနောက်တစ်ခုကကျွန်တော်တို့တပ်ဖွဲ့တွေဒီစကန်တွေဝင်ဝင်သိမ်းတဲ့ခါဗောနော်။ခုနပြောသလိုပေါ့။ ဒါအိမ်ထဲကိုဝင်ပြီးတော့ဒိန်းတော့မယ်ဆိုတဲ့အချိန်ကျရင်အိမ်ထဲဝင်နိုင်မှုအတွက်သူကလှုပ်ထားတဲ့အတားဆီးတွေမဝင်နိုင်အောင်ပေါ့နော်လှုပ်ထားတဲ့အတားဆီးတွေအဲ့ဒီအတားဆီးတွေကိုကြော်ဖြတ်ရင်းနဲ့ဒါကြော်ဖြတ်ဖို့ခက်ခဲတဲ့အခါကျတော့ဒါအတွင်းထဲကနေမှကန်စစ်ကောင်းကောင်းပြင်ပြီးတော့တိုက်ခိုက်တဲ့ခါကျရင်ဒီဘက်ကတပ်ဖွဲ့တွေထိခိုက်အောင်လို့သူကလှုပ်ထားတဲ့ဟာပေါ့အဲချိုးဟာကြီးကသူကဘလိုတော့လှုပ်လဲဆိုတော့ညှောက်ဆရာညှောက်ထောင်းတယ်ပေါ့နော်ညှောက်ထောင်းပြီးအဲညှောက်ကိုသူကနင်းလိုက်တာနဲ့ကျိုးအောင်လုပ်တယ် ်ဒါဟိုဘက်တပတ်အချုံအချုံမှတစ်ဖက်ကိုမြေကြီးကိုစိုက်စိုက်ပြီးတော့နင်းလိုက်တာနဲ့အဲ့အလေကခါတိတိလေးလှုပ်တာတဲတဲလှုပ်တော့သူနင်းလိုက်မြန်နဲ့ကျိုးွားကျိုးပြစ်၆တန်းမှာပါွားပြည့်အဲ့ညောက်ကိုသူကမစင်စိန်ပြီးတော့ချက်ခိုးတင်တာအော်အဲ့ဒါအစိတ်အစိတ်ပါတယ်ဗောနော်အစိတ်ပါတော့အစိတ်တက်ပြီးတော့ဒါဟိုကပြောင်းလို့ဆိုလှုပ်တာအဲ့လိုဟာလေဆိုသူကဒါထားပါတော့ဒါပြစ်ကြခက်ကြပြီဆိုရင်အကာအွယ်ယူကြအော်ကာအွယ်ဘသူတူတူကိုကိုဗောနော်အကာအွယ်ယူကြယူကြတဲ့နေရာမျိုးတွေနားမှာထောင် အဲဆိုတာအကာအကွယ်ဖြစ်နိုင်တဲ့နေရာတစ်ပင်ဆိုတစ်ပင်တစ်ပင်အခြေနောက်မှာထောင်းကြောက်တုံးနေဆိုကြောက်တုံးနေအဲ့လိုနိုင်မှာထောင်းအမိုင်းတို့ညောင်းတို့ညောင်းချင်းတို့မြေပြချင်းတို့ဒါမျိုးတွေကတော့ဒါတို့အတွက်ခံစစ်အတွက်အရေးကြီးတဲ့ဟာတွေပေါ့နော်အဲကျွန်တော်တက်ဖွဲ့တွေကလည်းဘလိုဟာမျိုးနဲ့ပဲတားတားတားလို့ရစရာကိုအကြောင်းရှိဘူးမင်းတို့ထက်ကောင်းပါတယ်ဆိုတော့အမ နာခခလိုဟာမျိုးတွေနာမခလိုဟာမျိုးနာပခလိုဟာမျိုးတွေပေါ့နော်အဲအဲ့လိုဟာမျိုးတွေကိုအနီးကပ်ပြက်ခွဲဆော်နေတာကြီးအများကြီးရှိတယ်။ဟိုနာမခဆိုလဲတောင်ချောက်ပြင်းနေတာနော်ဘလောက်ပဲခံစစ်ပြင်းပြင်းမခံနိုင်ဘူးပေါ့အဲ့အဲ့ပြောသူတို့ဘလောက်ပြင်းတာပြင်းတာခံနိုင်ကြအကြောင်းကိုမရှိဘူး။ဒါပေမဲ့တခုရှိရပါဘောနော်အဲသူတို့တွေအနေနဲ့ ကြိုပြီးတော့ပြင်ဆင်တာတွေတော့လုပ်လာပြီပြီးတော့အဲ့ဒါကလည်းကျွန်တော်တို့ကတစ်ဖက်ကကြည့်အားရစရာကောင်းတော့တစ်ဖက်ကကြည့်ရင်တော့တတိထားရမယ့်အရာပေါ့ဟုတ်တယ်ပြီးတော့ပြည်သူလူထုပေါ့နော်ပြည်သူလူထုကဒီလိုမျိုးកောင်မျိုးတွေနဲ့ဝေဝဲနေစေခြင်းလေဟုတ်အစားဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဖိနှိပ်မှုတွေနှိပ်စက်မှုတွေကရက်မသွားဘူးဟုတ်တယ်သူကနောက်ဆုံးအချိန်ထိကိုရုံမာမယ့်ပုံစံမျိုးပေါ့နော်အခုဒါစစ်တွေစစ်တွေဘက်မှာဆိုရင်စစ်တွေမှာဆိုရင်ဒါ55နှစ်ရွယ်ရှိတဲ့ဒါဥမောင်မောင်တိန်းပေါ့နော်ဟုတ်သူ့ကိုလာပြီးအိမ်မှာဖမ်းခေါ်သွားဘာလို့လဲဆိုတော့ ဒီတက်တူးပေါ့နော်တက်တူးอ่ะဒီအားခါတက်တော့တစိမ့်ပုံစံမျိုးတက်တူးပြီးရင်ရခိုင်မှတ်သားတက်တူးပေါ့နော်အဲ့တက်တူးကိုဒါသူကကြည့်ပြီးတော့ဒါဒီအားခါတက်တော့ ਨੇ အဆက်အသွယ်ရှိပါတယ်ဆိုရယ်ပုံစံမျိုးပေါ့ဗျာဆွဆွဲပြီးတော့ဒါဖန်းစီခေါ်ဆောင်သွားပြီးတော့နောက်၃ရက်လောက်နေတော့ကြာတော့အလောင်းပြန်လာဖို့ဟုတ်တာတော့အဲ့တော့ကြာတော့တက်တူးတစ်ခုတည်း ਨੇ ဒါအသက်ပေးရတဲ့ဘဝမျိုးတွေကပြည်သူထဲမှာရှိနေတော့မယ်ရှိနေတော့မယ်ရှိနေတော့မယ်ဒါမရိုင်းတာဟုတ်မရိုင်းတာအဲ့တော့ကို ဒါခုနလို့ပေါ့နော်တက်တူးကိုခန္ဓာကိုမှာကိုဟိုဟာဖြစ်လို့ကိုသဘောကျလို့ကိုလေးစားလို့အဲကိုဟိုဟာဖြစ်တဲ့အဖွဲ့အစည်းရဲ့အမှတ်သားပဲဖြစ်ဖြစ်ခေါင်းဆောင်လူတို့အဲဒါလိုမျိုးပေါ့နော်ပုံအမှတ်သားထိုးတာလေနော်ဘင်းတို့လာပြီးអော်ဆဲနေမှာမဟုတ်လားအဲ့ဒါပဲအဲ့တော့မလားဘင်းတို့လာပြီးတော့ငါတို့ကတခုဟိုဟိုဟာဖြစ်နေမှာမဟုတ်လားအပြည့်သူလေနော်အဲဒါပေမဲ့အဲ့ဟာကိုကဒါသူတို့အတွက်ဆွဆွဲစရာတခုဖြစ်နေတာဟုတ်ဒီတက်တူးထိုးတာတိုင်းအာခတ်တက်တော်ကမဟုတ်ဘူးလေဟုတ်တယ်ပြောပြောချင်းတာကြော်ပြောဟုတ်တော့သူတို့ချစ်ခင်မြတ်နိုးတဲ့လူပေါ့နော်သူတို့နှစ်တက်တဲ့သူတွေ ပုံတော့သူတို့ထိုးมาပဲဒါအာရကတက်တော် A မှမဟုတ်ဘူးဗိုလ်ကြီးอ่ะကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ဒါမေတောင်ဆန်းစွတ်ကြီးဟုတ်တယ်လေဒါလူထုကောင်းဆောင်အမေပုံဆိုရင်လည်းခုနလိုဒါမျက်မျက်နုံနုံနဲ့ဟုတ်တယ်လေဒါမေတော်ဆန်းစွတ်ကြည်ပုံတက်တူးထိုးထားတာလေ။အင်းအများကြီးပဲဗောနော်လူငယ်တွေရောလူကြီးတွေရောဒါအမျိုးသမီးအမျိုးသားအကုန်ကလေးရစားဗောနော်သူတို့ဟိုရှင်းမြတ်နိုးတဲ့ဟိုမိခင်ဗောနော်အဲ့ပုံမျိုးထိုးထားတယ်အများကြီးရှိတယ်ဗော။အဲ့ဒါအဲ့ဒါပြောရတယ်ကြာ။အဓိကတော့ ဒီလိုမျိုးထိုးတိုင်းကဒါသူတို့ဟိုဟာဖော်ပြနေတာမဟုတ်ဘူးဗျာဒီလားဟိုသူတို့အလုပ်ကိုပေါ့နော်ဟုတ်တယ်ဒါပုံမှန်တာမန်အရသာပြည်သူလေသူသဘောကျရင်သဘောကျတဲ့ပုံထိုးမယ်ဗျာသူသဘောကျတဲ့လှတဲ့ပုံဖြစ်ဖြစ်ဘာပုံဖြစ်ဖြစ်သူထိုးမယ်ဟုတ်တယ်အဲ့ဟာကိုကြည့်ပြရတယ်သူကဆွဆွဲမှုတစ်ခုလုပ်ပြရတယ်အသက်ပါတည်ဆုံးစီစီလုပ်လိုက်တာကြတော့ဒါမရိုင်းတော့ဟုတ်နော်အဲ့တော့အဲ့လိုဟာမျိုးကလက်နက်ပြည်သူတွေအနေနဲ့တောက်လျှောက်ခံစားနေရတော့အစ်စ်တက်ကဒီလိုမျိုးလှုပ်ရက်တွေကို လုံနေသေးသေးရေကျွန်တော်ပြည်သူတွေကခံစားနေရမှာပေါ့ဟုတ်တယ်အဲ့တော့အဲ့ကောင်နေခုနလိုအဲ့စနစ်တွေချုပ်ငိမ့်သွားမှာဒါတွေကလုံမြောက်သွားမှာဟုတ်တယ်အဲ့တော့ကျွန်တော်တို့တက်နိုင်တဲ့ဟာတွေစူးစမ်းဖို့လိုတယ်တက်နိုင်တဲ့အလုပ်တွေဆက်လုပ်ကြဖို့လိုတယ်ပြီးတော့ဒီကောင်နေရှုံးနေမှုအတွက်ညခုနလိုပေါ့နော်ကျွန်တော်တို့တက်ဖွဲ့တွေအောင်မြင်မှုအတွက်ဆိုရင်ကျွန်တော်ကကိုတက်နိုင်တဲ့အပိုင်းကနေပါဝင်ပြေးဖို့လိုတာပေါ့ဘာလို့လဲဆိုတော့ပြည်သူလူထုကိုတောက်လျှောက်ဒါနှိမ့်ဆက်နေတဲ့ဟာဟိုးဆန္ဒပြကာလနေရနေပြီးတော့အခုချိန်ထိဒီလိုဖြစ်ရတဲ့ရရှိနေလို့ဟုတ်တယ်ဟုတ်ဒါခုနကဆို ဟိုအတက်အရွယ်ဟိုဟာပေါ့မရွေးပေါ့နော်ကျွန်တော်တို့ဒါဟိုတော်လန်ရေးဘက်မှာလည်းတချို့ဆိုရင်ဒါမျိုးတွေပေါ့ဒီကိုတက်လာစေခြင်းတွေပြီးမျိုးကလူလူတွေကဘာကြောင့်လဲသူတို့မှာရှိတယ်ခုနကစက်တုံလေးဒါပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်တော်လန်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးပေါ့ဒါဒါအမျိုးသမီးတချို့အတကြီးပိုင်းတွေကစဒီလိုစိတ်ဓာတ်မျိုးတွေရှိတယ်ပေါ့နော်ခုနလိုတော်လန်ရေးရဲ့ပေါ့တွေလုံးဝမရှင်းတခုခုမှာဒါဟိုနောက်ဆက်ဟိုဖြစ်မှာဟိုလေသူကစိုးရိမ်နေခုနလိုမျိုးလူဒုထဲမှာအနောက်ဆက်ဖြစ်တယ်ဆိုရင်လည်း သူတို့အသေးခံပဲပေါ့နော်ဟိုဒီ mission ကိုတော့မပြတ်သွားစေနဲ့ဆိုတဲ့ပုံစံမျိုးတွေဒါဟိုပြောလာတယ်ကျွန်တော်အတိတွေနဲ့စကားပြောတဲ့အခါမှာသူကတွေ့ရတာပေါ့ဒီလိုစိတ်ဓာတ်မျိုးတွေဟုတ်ဒီကစစ်ကောင်စီဘက်ကကောင်းနေကိုကျွန်တော်ကသတင်းစကားပါကျင်တော့သတိပေးကျင်တာပေါ့နော်ဗီဒီယိုတွေမျိုးပေါ်တက်မလာစေနဲ့နော်ဗီဒီယိုတွေမျိုးပေါ်တက်လာပြီဆိုတဲ့နေ့ကဗီဒီယိုကဆယောက်တက်လာရင်အယောက်တစ်ထောင်ဖြစ်သွားလိမ့်မယ်ဟုတ်တယ်ဟုတ်အယောက်တရာတက်လာရင်အယောက်တသိန်းဖြစ်သွားလိမ့်မယ်ဟုတ်တယ်ဟောဗီဒီယိုဘက်မှာတော်လိုင်းတက်ဖွဲ့တွေဘက်မှာ ြည်သူတွေကအများကြီးပူပေါင်းပါဝင်မဲ့သူတွေရှိဟုတ်တယ်ဒါဆိုတော့ငါတို့ခုနဆိုင်ပြောလို့ပေါ့ငါတို့မှာရှိသမျှလက်နဲ့ဘာရှိရှိတဲ့ဟာနဲ့ငါတို့နိုင်နိုင်တာနဲ့ဝင်ချမယ်ဆိုတော့ဟုတ်တယ်စောင့်နေတဲ့ပြည်သူတွေကအများကြီးရှိတယ်အဲ့တော့မင်းတို့စစ်ကောင်စီတပ်သားတွေစုတာတောင်းတာနောက်ဆုံးနောက်တစ်ခုအကြံထပ်ပေးနေတာ ပြည့်ရက်တက်ဖွဲ့မျိုးကတက်လာပြီဟေ့ဆိုရင်တော့မင်းတို့တော်တဲ့ပြည့်ရမယ်လမ်းကြောင်းရှာတာတို့ကောင်နေတော့ကိုဘူးပြင်တာတော့ကိုဘူးပြင်တာတော့အဲ့ကြောင့်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တော်လိုက်အေးကအားရစရာတွေကောင်းပါတယ်ဒါပေမဲ့စစ်ကောင်စီရဲ့ရုံမှမှုတွေဖိနှိပ်မှုတွေပြည်သူပေါ်ညှိမ့်နှိပ်စက်တက်ပြတ်တာတွေကတော့ဒါရှိနေတော့မယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေပပျောက်သွားဖို့အတွက်ကျွန်တော်လွတ်မြောက်ဖို့လိုတယ်လွတ်မြောက်ဖို့အတွက်ဆိုရင်ကျွန်တော်နိုင်တဲ့နေရာတွေကနေပြီးတော့ပါဝင်ပေးဖို့လိုတာပါဆရာမှန်ပါတယ်ဗျာဟုတ်